ဘရူနိုရဲ့ဟတ်ထရစ်နဲ့စပိန်ကုန်းမဟုတ်ကြောင်းသက်သေပြပြီး quarter final တက်ရောက်သွားတဲ့ United ။ရင်းတော့ကစပိန်သင်းတဲ့တွေ့တိုင်းရှုံးနေကြမှာစပိန်ကုန်းဆိုပြီးလည်းပြောင်းရထားတဲ့ United ဟာအခုတော့စပိန်ကုန်းမဟုတ်ကြောင်းကိုသက်သေပြလိုက်ပြီးဖြစ်ပါရင်မနေ့ကုန်းစယ်လုံးတစ်ပတ်သက်ဆန်ဆန်ဖိအားပေးထားနိုင်ခဲ့ပြီး ကနေဒီတွင်းကိုတွေကိုဖယ်လိုက်မယ်ဆိုရင်တော့ပါ United တို့နိုင်ဝဲရဖို့လောင်လောမှုရှိခဲ့ပါတယ်။ဆက်စီရဲ့ကောင်းဆုံးခြေစွမ်း Bruno ရဲ့ hat-trick နဲ့ United ဟာ Europa League မှာရှုံးဝဲမရှိဆက်လက်ချီတက်နေစဉ်ဖြစ်ပါတယ်။ပထမအကြောထက်တော့ပါလူပိုဆုံလာတဲ့စွန်စီချက်တော့ပါ United ကိုဘယ်နေရာမှာမှမရှင်းနိုင်ခဲ့ပဲ penalty ကန်ကွင်းရတဲ့အချိန်ပါဝင်ဂိုးပေါက်ကန်သွင်းချက်၃ချိန်သာရှိခဲ့တာဖြစ်ပါတယ်။ United တို့ကတော့တကယ်လို့မှာဂိုးပေါက်ချင်းချောင်းမှု25ချိန်ပြီးပြုတ်နိုင်ခဲ့ပြီး10ချိန်အထိဂိုးပေါက်တည့်ခဲ့တာဖြစ်ပါတယ်။စွန်စီချက်ကိုသမားကလည်းဆွမ်းပြရင်ဂိုးတွေကိုအမျိုးတွေလိုရေတွဲရမှာဖြစ်တဲ့အထိကိုဖိအားပေးကစားသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အရီနေဝဲမှာ၃လင်းနှစ်တိကစားဝင်နဲ့ပွဲထွက်လာခဲ့ပြီးတိုက်စစ်မှာဟွိုင်လန်ကိုထောင်တာကဆက်စည်းကာရာဂျိုနဲ့တွဲပေးထားပါတယ်။ကွေးလယ်မှာတော့ကက်စမဲလိုနဲ့ဘရိုနိုတို့ပွဲထွက်လာခဲ့ပြီးဝင်းမက်တွေအပြင်ဒါလော့နဲ့ဒိုကိုကိုပဲခင်းချင်လာခဲ့ပါတယ်။ကုသမကတော့ဆိုင်းဆရာလေးအိုနာနာပဲဖြစ်ပြီးနောက်ထပ်မှဂျီလေးမှာဇာရီဟေဗန်တို့ကိုခင်းချင်လာခဲ့တာဖြစ်ပါတယ်။ဆိုစီတဲ့ဘက်ကတော့လေးသုံးသုံးကစားကွက်ပေါ်မှာကူဘိုအိုရာဆာပဲဖက်ကာဆူမီမန်နီမန်ဒက်စ်မာရီနိုအစုပွဲတွေပဲယူနိုက်တက်ကိုရင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်ဟာပွဲဆောင်ကလေးကပီအာတွေပဲ ပေါ်ကြိုးစားလာခဲ့ပေမဲ့လည်းဆိုစီတက်ကလည်းခမမတုတ်ပြန်လာခဲ့ပါရင်ပွဲချင်း7နဲ့တွင်းမာရင်နှစ်သင်းစလုံးအပြန်အလှန်တိုက်စစ်ဆင်မှုတွေပြုလုပ်နိုင်ခဲ့ပေမဲ့ထိရောက်တဲ့ဂိုးပေါက်ချင်းချောင်းမှုတော့ပြုလုပ်နိုင်ခြင်းမရှိခဲ့ပါဘူးပွဲချင်း9မိနစ်မှာတော့ဆိုစီတက်တိုက်စစ်ဆင်မှုကိုတားဆီးရာကနေဒီလိဝင်ရောက်ပုံကျမ်းနေဆိုပြီးတော့ကွင်းနိုင်ငံကဗီအာပြန်ကြည့်ကဆိုစီတက်ဘက်ကိုပန်နီပေးလိုက်ပါရင်ရရှိလာတဲ့ပန်နီခွေကိုအော်ရာဆာဘဲကအမားရမရှိအဆုံးသတ်ပြီးဆိုစီတက်အတွက်ဥဆောင်ကိုစတင်သွင်းယူပေးခဲ့ပါရင်ဥဆောင်ကိုပေးလိုက်ရပြီတဲ့နောက် United ဘက်ကလည်းတိုက်စစ်ကိုစွမ်းကုန်မြင့်တင်ခဲ့ပြီးဆိုစီတက်ဘက်ကိုတောက်လျှောက်ဖိအားပေးထားနိုင်ခဲ့ပါရင် ဒီနေ့တော့တိုက်စစ်တိုက်စစ်တိုက်စစ်ဆိုပြီးတမ်းမြိုင်အောင်ဖျားပေးနေတာထင်မှတ်ရလောက်အောင်ဆိုစီတဲ့ဘက်ကိုဘောလုံးကင်ခွင့်တော့မပေးပဲဒရက်ဆက်ဖျားပေးနိုင်ခဲ့တာဖြစ်ပါရင်ပွဲချိန်73မိနစ်မှာတော့ဟွိုင်လန်ကိုဆိုစီတဲ့နောက်ခံတွေတားဆီးရမှာအနည်းငယ်ကျန်းတန်းခဲ့တာကြောင့်ယူနိုက်တက်ကိုပယ်နယ်တီရရှိခဲ့ပါရင် ရရှိလာတဲ့ပယ်နယ်တီကိုဘရူနိုကအမှားမရှိအောင်သတ်ပြီးတော့စီပါကိုပြန်လည်ရယူပေးခဲ့ပါရင် ဘဝနဲ့ဖလန်ဖလန်ဖြစ်နေချိန်မှာ United ဘက်ကကစားအုပ်ကိုလုံးဝမချဘဲဘောလုံးပိုင်ဆိုင်မှုအတာနဲ့ကိုလွှမ်းမိုးကစားထားနိုင်ခဲ့ပြီးအကွင်အင်းဖန်နေမှုတွေလည်းအများပြားလုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းတိုက်စစ်ကထုံးစံတိုင်းအမိုက်ပြနေတာကြောင့်ဥဆောင်ကိုတော့သွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။ပွဲချိန်မိနစ်30မှာဆိုရင်ဇက်စီရဲ့အကောင်းဆုံးဖြတ်ချိုးပေးမှုကကိုပိုင်လန်အဆုံးသတ်ဖို့ကြိုးစားခဲ့ပေမဲ့ဂိုဘိတ်ကနေကတ်ထွက်သွားခဲ့ပါတယ်။ပွဲချိန်53မိနစ်မှာလည်းဒိုကိုအေရီယာပြင်ဘက်ကနေဂိုးသွင်းဖို့ကြိုးစားခဲ့ပေမဲ့ကန်ချက်ကပြော့နေခဲ့ပါတယ်။ ဂျနက်တဲ့ဘက်ကခြေပါကိုရပြီးသွားတဲ့နောက်ပိုင်းမှာဆိုစီတက်လို့ကစားကွက်တော်ငေါကောင်းတင်မြာပဲနဲ့တစ်ဖက်တန်းဆန်ဆန်ဖိအားပေးကစားတော်ခံခဲ့ရတာဖြစ်ပါရင်ဒုတိယမြန်မာနဲ့ United ကပဲပွဲကိုဆက်လက်လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ပွဲဆက်ဆံခြင်း2မိနစ်ကြာမှရင်ဆန်စီရဲ့ကန်ကြက်ကတော်လင်းကောင်းခဲ့ပြီးဂိုလမကာဝယ်နိုင်ခဲ့တာဖြစ်ပါရင်အဲနောက်ပြန်ထွက်လာတဲ့ဘောလုံးကိုဒိုကူကရယူဖို့ကြိုးစားရာကနေဆိုစီတက်နောက်တန်းကတားဆီးဖို့ကြံခဲ့တာကြောင့် United လိုပန်နီထည့်ရခဲ့ပြပါရင်ရရှိလာတဲ့ပန်နီကိုဘရူနိုကဆုံးသက်ပြီးဥဆောင်ကိုပြန်လည်ရယူပေးခဲ့ပါရင် ဆိုဒီတော့တူဝမ်းနဲ့ယူနိုက်တက်ချင်းပြန်လည်ပြားပေးမှုတချို့ပြုလုပ်နိုင်ခဲ့ပေမဲ့လည်း United ကိုဘောက်ကိုတော့ချင်းချောင်းနိုင်လောက်တဲ့အထိအခွင့်အမရခဲ့ပါဘူး။ပွဲချင်း63မိနစ်မှာတော့ဒိုကုကိုတားဆီးအောင်ကျန်းခဲ့တဲ့ Aaron Pro ကိုအနီးကနေထုတ်ပယ်လိုက်တာကြောင့် United တို့တယောက်အသာနဲ့ကစားရဖို့ဖြစ်လာခဲ့ပါတယ်။ဆက်တယောက်ချင်းမှာတော့ United တို့ရဲ့တောက်ချောက်ပြားပေးခြင်းကိုခံထားတဲ့ဆိုစီတက်တို့တယောက်ရွာသွားချိန်မှာတော့ခံစစ်သက်သက်ဖြစ်သွားခဲ့ပါတယ်။နောက်ပိုင်းမှာ United ဘက်ကပဲဖိအားပေးကစားထားနိုင်ခဲ့ပြီးဆိုစီတဲ့ဘက်ကတစ်ချက်တစ်ချက်ကောင်တာကနေထိုးဖောက်မှုတချို့ပြုလုပ်နိုင်တာလောက်ပဲရှိခဲ့ပါသေးတယ် ပွဲချိန်80တိုင်းမှာဇစီရကန်ကြတော်တော်လေးကောင်းခဲ့ပြီးဂိုသမကာဝယ်ခဲ့ပြန်ပါတယ်အဲဒီနောက်သိမကြပါဘူးမာဇာရော်ရဲ့ဖြတ်တင်ပေးပွန်းကနေဇစီကခေါင်းထပ်တိုက်ခဲ့ပေမဲ့လည်းဂိုးထိုင်မိကနေကတ်ထွက်သွားခဲ့ပြန်ပါတယ်ပွဲချိန်88တိုင်းမှာတော့တမန်တိုင်းစစ်ကနေ United တို့နောက်ထပ်ဥဆောင်ကိုထပ်မံရရှိခဲ့ပြီးဘရူနိုကသူ့အတွက် hat trick ဖြစ်စေမဲ့ဂိုးကိုကိုယ်တိုင်သွေးယူသွားခဲ့တာဖြစ်ပါတယ်နာကျင်ချင်းပေါ်တမနစ်မှာတော့ဟွိုင်လိုင်းရဲ့ဖန်နေပေးမှုကနေဒါလော့ကပွဲသိအနိုင်ကိုသွေးယူပေးခဲ့တာကြောင့် United တို့4-1နဲ့တမျိုးချနိုင်ခဲ့တာဖြစ်ပါတယ်